မင်္ဂလာပါ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကတော့တောက်ကြတယ်ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်ဒါမတူညီတဲ့ဒါထိတ်တန်းသည့်ငါလီယာနေပြီးတော့ပွဲစဉ်၅ပွဲဒီနေ့ညမှာကစားဖို့ရှိရပါတော့။အဲ့တော့ဒီနေ့ကစားမယ့်ပွဲစဉ်၅ပွဲတွေကနေပြီးတော့မှဒါပရမောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီနေ့ညတနင်္ဂနွေမှာကစားမယ့်ချန်ပီယံဘွန်တက်လီကပွဲစဉ်တစ်ပွဲဖြစ်တဲ့ဟိုက်ဒန်ဟိမားနဲ့ပိုချန်တို့ရဲ့ပွဲစဉ်ကိုဒီနေ့ဗီဒီယိုမှာချုပ်ပြီးတော့တုံ့ပြန်ပေးမယ်ပေါ့နော်။ အဲ့တော့ဒီနေ့ပွဲစဉ်ရဲ့ခြေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဟိုက်တန်ဟိမားကသရေကျရင်ပြား40ရှုံမယ်ပြီးတော့ဂိုးပေါင်းနေနေဆိုလို့ရှိရင်3ဂိုးသွင်း65ပဲရမယ်ဟုတ်နော်အဲ့တော့ဒီရာဒီအဝေးကွင်းပွဲစဉ်15ပွဲမှာဆိုလို့ရှိရင်ပူချန်ကရမတ်ရှစ်မှန်ပဲစုဆောင်ထားနိုင်ခဲ့တယ်ပြီးတော့ဒီရာဒီဘွန်ဒက်လီဂါမှာဆိုလို့ရှိရင်လည်းပူချန်က hosting king အသင်းပြီးလို့ရှိရင်ပေးဖို့အများဆုံးခွင့်ပြုပေးထားတယ်အသင်းလည်းဖြစ်တယ်ပေါ့နော် ပြီးတော့ဘိုချန်တင်းကဒါဒီယာဒီမှာဆိုလို့ရှိရင်အဝေးကွင်းပွဲစဉ်အတိုင်းမှာသူတို့ရဲ့ခံစစ်ကပေးကိုတွေခွင့်ပြုပေးကြရတယ်ပြီးတော့ဒီပွဲစဉ်ကကျတော့လေဒါဘွန်ဒက်လီဂါရဲ့ပွဲစဉ်30နှစ်ဖြစ်ပြီးတော့လက်ကျန်ပွဲစဉ်ကနှစ်ပွဲပဲကစားဖို့ကျင်နေပါတော့အဲ့တော့ဟိုက်တန်ဟီမာကလက်ရှိမှာဆိုလို့ရှိရင်အဆင့်16နေရာမှာရှိနေပြီးတော့ဒီဆင့်အတိုင်းဒါယာဒီတင်းကမှာဆိုလို့ရှိရင်တမ်ပစင်းရအောင်သူတို့ပလေးရော့ဆက်ပြီးကစားမှာဖြစ်တယ်ပေါ့နော် ပြီးတော့ဒီအဆင့်15နေရာဟိုပိုင်းအတင်းနေဆိုလို့ရှိရင်ဟိုက်တန်ဟီမာအတင်းကရမှတ်ငါးမှတ်တာကွာနေရာကြောင့်ဒီတန်းစင်းစုံကနေဆေးဖြစ်ဖို့အတွက်ဆိုလို့ရှိရင်နောက်ပိုင်းပွဲစဉ်တွေမှာသူတို့ သင်းအနေနဲ့အနိုင်ကစားတော့ဖို့လိုတယ်ဘောနော်ဒီတစ်ဖက်ကဘူချန်ကတော့ဒီရာဒီမှာသူတို့အတွက်အမြင့်ဆုံးမျှော်လင့်ချက်ကအဆင့်16နေရာဖြစ်ပြီးတော့အဆင့်16နေရာဟုတ်တာသူတို့အသင်းအနေနဲ့တက်လန်းနိုင်ရဲ့မယ်ဆိုလို့ရှိရင်တမ်ဆင်ရဖို့အတွက်ပလေးော့ကစားနိုင်မယ်အခွင့်အရေးကိုရရှိသွားမှာဖြစ်တယ်ဘောနော်အဲ့တော့ဒီပွဲစဉ်မှာတာသူတို့ရှုံးခဲ့မယ်ဆိုလို့ရှိရင်တော့ဘူချန်ကတန်းစင်းသွားမှာဖြစ်ပြီးတော့တန်းစင်းရဖို့မျှော်လင့်ချက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်ကိုအနိုင်နဲ့တည်ကစားတော့ဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီနေ့တွေးဆုံတဲ့နေ့လုံးကအနိုင်ရဖို့လိုအပ်နေတဲ့အသင်းတွေဖြစ်ပြီးတော့ဒါဒီယာဒီမော်ဒယ်လီကာရဲ့ ေကိုအများဆုံးစိတ်ရင်းမှာဆိုလို့ရှိရင်အဆင့်2နဲ့အဆင့်3နေရာမှာရှိနေတဲ့အသင်းတွေဖြစ်တယ်ဗောနော်အဲ့တော့ဒီပွဲစဉ်ဟာတန်းစည်းစုံတိုက်ပွဲဝင်ရမယ့်အသင်းတွေနှစ်သင်းရဲ့ပွဲစဉ်ဖြစ်တာကြောင့်ဒီပွဲကအကျိန်းနဲ့ရှိလာပြီးတော့ဒါ twin goal တွေမြတ်ပြနိုင်မယ်လို့ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့3 goal တွင်65ပြရမယ်ဂိုးပေါင်းကြီးတစ်ခုမှာဒါပထမဆုံးပွဲစဉ်မှာတော့ဂိုးပေါ်ရွေးချယ်ပေးမယ်ဗော အဲ့တော့ဒီနေ့ညရဲ့ဒါနောက်ထပ်ပွဲစဉ်တစ်ပွဲကဒီနေ့ညတနင်္ဂနွေမှာကစားမယ်ပြင်သစ်လီဂိုးဝန်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Nice နဲ့ Rain ပေါ့နော်။အပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်ရင် Nice အသင်းကတကူးသွင်း55ပြားရှုံးမယ်ပြီးတော့ဂိုးပေါင်းနေလဲဆိုလို့ရှိရင်3ဂိုးသွင်း5ပြားရှုံးမယ်ပေါ့နော်။အဲ့တော့ဒီ Nice ကဒီပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင် PSG ကို3ဂိုးတကူးနဲ့သူတို့အနိုင်ကစားနိုင်ခဲ့ပေမဲ့ဒီနေ့ ဘိန်းနဲ့တွေ့ဆုံမှုမှာတွင်ကိုတွေမြန်မာဆဆရိုက်ဖို့ဆိုတော့သူတို့အတွက်ခက်ခဲလွန်းနေပါတော့။အင်ရှင်နိုင်ကဒီလက်ရှိပင်သေးလူကိုဝိုင်းရဲ့အဆင့်6နေရာမှာချက်တည်နေပေမဲ့အဆင့်2နေရာမှာဆင်းနေဆိုလို့ရှင်လည်းသူရမှတ်လေးမှာပဲကွာရပါတော့။ပြီးတော့လက်ရှိပင်သေးလူကိုဝိုင်းမှာဆိုလို့ရှင်လည်းချန်ပီယံလိ ဝင်ဝင်အတွက်အတင်း6တင်းကအပြိုင်ဖြစ်နေတာဖြစ်တယ်ဘာလို့ဒါပဲမလို့ဒီ nice art ကသူတို့ရဲ့အင်ကွင်းနောက်ဆုံး၄ပွဲကိုကျွန်တော်ပြန်ကြည့်တပွဲပဲနိုင်နေတယ်ပြီးတော့သူတို့ရဲ့တိုက်စစ်ကလည်းတင်းကို၄ခုပဲရခဲ့တယ်ဘာလို့ဒီတစ်ဖက်က rain ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လက်ရှိ dancing zone ဝင်နေရှိနေပြီးဒီနောက်ပိုင်းပွဲစဉ်တွေမှာသူတို့အနေနဲ့ရမှမဆုံးရှုံးဖို့လိုတယ်ဘာလို့ပြီးတော့ nice ညက်ဒီ rain အတင်းတွေနောက်ဆုံးထိတဲ့တွေ့ဆုံးရဲ့အချိန်20ကိုကျွန်တော်ပြန်ကြည့်18ကျင်းက ကိုအောင်ခဲ့တယ်။ပြီးတော့ rain thing ရဲ့ပြင်းထန်လီကူဝန်နောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်လည်း10ပွဲက nothing mountain ကို3ကိုအောင်ကိုရောက်ခဲ့ပြီးတော့ nice အတင်းရဲ့အိမ်ဝင်းနောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်လည်း9ပွဲကကိုအောင်ထားရပါတော့။အဲ့တော့ဒီပွဲက nothing လုံးတို့အမှတ်လိုနေတာဖြစ်တာကြောင့်ဒါပြောမယ်ဆိုလို့ရှိရင်တရေကြတဲ့ကြနိုင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်သွားနိုင်တယ်ပေါ့နော်။အဲ့တော့သုံးကိုတွင်ငါးပြားရှုံမဲ့ကိုပေါင်ကြီးတစ်ခုမှာအတွင်းကိုနေသွားလိမ့်မလို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒုတိယပွဲစဉ်မှာတော့ကျွန်တော်ကိုအောက်ကိုရွေးချယ်ပေးခြင်းနဲ့ပေါ့အဲ့တော့ဒီနေ့ညရဲ့ဒါနောက်ထပ်ပွဲစဉ်တစ်ပွဲကဒီနေ့ည 2015မှာပဲကစားမဲ့အီတလီစီးရီးပွဲစဉ်တစ်ပွဲဖြစ်တဲ့တိုရီနိုနဲ့ဗီနီစီးရီးယားပေါ့နော်အဲပွဲစဉ်အခြေအကျကျွန်တော်ပြန်ကြည့်တိုရီနိုကတည်ကြရင်ပြား30ရှုံးပဲပြီးတော့6ပေါင်းနေနေဆိုလို့ရှိရင်2ကိုးသွင်းရင်95ပြားရှုံးပဲပေါ့နော်အဲတော့ပြောမှဆိုလို့ရှိရင်ဒီနေ့သင်းလုံးရဲ့ထိထိတွေ့ဆုံးခဲ့ရင်နောက်ဆုံး6ဂျင်ကိုကျွန်တော်ပြန်ကြည့်4ဂျင်က6အောက်ခဲ့တာကိုတွေ့ရတယ်ပေါ့နော် ပြီးတော့ဒီရာဒီတူရီနိုရဲ့စီးရီးရဲ့အင်ကွင်းပွဲစဉ်အများစုကိုကျွန်တော်ပြန်ကြည့်မှဆိုလို့ရှင်လေ87ရာခိုင်နှုန်းကကိုအောက်ခဲ့တယ်ပြီးတော့ဗီနီစီးရအတင်းရဲ့ဒီရာဒီစီးရီးရဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်မှဆိုလို့ရှင်လေ62ရာခိုင်နှုန်းကကိုအောက်ထားတာကိုတွေ့ရတယ်ပြီးတော့ဗီနီစီးရရဲ့နောက်ဆုံးအဝေးကွင်း9ပွဲကိုကျွန်တော်ပြန်ကြည့်4ပွဲရသေးကြတယ်ပြီးတော့ဒီနှစ်တင်းရဲ့လုံးရဲ့ထိတဲ့လေးစုံကိုမှတ်တမ်းအများစုပါလေကိုအောက်ခဲ့တယ်ပေါ့နော်အဲ့တော့တူရီနိုရဲ့အင်ကွင်းနောက်ဆုံး73ပွဲမှာဆိုလို့ရှင်လေ12ပွဲကကိုအောက်တယ်ပြီးတော့ဗီနီစီးရရဲ့နောက်ဆုံး17ပွဲမှာဆိုလို့ရှင်10ပွဲကကိုအောက်တယ်ပေါ့နော် အဲ့တော့ဒီဗီနီစီယားလက်ရှိမှာဆိုလို့ရှင်တန်းစင်းဆောင်ကနေရုံးထုတ်ဖို့သူတို့လိုအပ်တယ်ဆိုပေမဲ့လို့လေဒါတိုရီနိုအဝေးကွန်းကွင်းမှာသူတို့အနိုင်ခံဖို့ဆိုတော့သူတို့တော့ခက်ခဲနိုင်တယ်ဘောနော်အဲ့တော့ဒီပွဲမှာဒီအစင်လာလီယာတွင်းကိုနေနဲ့သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်နှစ်ကိုးသွင်း25ပြားရှုံးမယ်ဆိုတော့ဂျေးဒီကူမှာဒါ1 1 1စီးလောက်နဲ့ပွဲပြီးသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘောနော်အဲ့တော့ဒီပွဲမှာလေကျွန်တော်ဂိုးအောက်ကိုပဲထပ်ပြီးရွေးချယ်ပေးခြင်းနဲ့ပေါ့ တော့ဒါဒီနေ့ညရဲ့ဒါနောက်ထပ်ပွဲစဉ်တစ်ပွဲကဒီနေ့ညတနင်္လာရက်မှာကစားမယ့် Premier League ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒါ Man City နဲ့ Wolves ဒါပေါ့နော်အပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်မယ် Man City ကတကူသွင်း55ပြားရှုံမယ်ပြီးတော့ Goal Bound အနေနဲ့ဆိုလို့ရှိရင်3ကိုသွင်း10ပြားရှုံမယ်ပေါ့နော်အဲ့တော့ဒီ Man City ကသူတို့ကစားခဲ့တဲ့ Premier League အင်္ဂွေနောက်ဆုံး7ပွဲမှာဆိုလို့ရှိရင်သူတို့ရဲ့ Dice ကဂိုးမရခဲ့တာတစ်ပွဲပဲရှိတယ်ပေါ့နော်ပြီးပြီးတော့ဒီတစ်ဖက်ကဘူအတင်ကိုကျွန်တော်ပြန်ကြည့်ရင်လည်းအဝေးကွင်းနောက်ဆုံး10ပွဲမှာဒါသူတို့ရဲ့ဒီ Dice ကဂိုးရခဲ့တာစုစုပေါင်း60ရာခိုင်နှုန်းထိအောင်ရှိတယ်ပေါ့နော်ပြီးတော့ဒီ ်သင်းလုံးရဲ့ထိတဲ့တိဆောင်ခေနောက်ဆုံး3ဂျင်ကိုကျွန်တော်ပြန်ကြည့်3ဂျင်လုံးအပြန်လန်သွင်းဖို့လေးရှိခဲ့တယ်ပြီးတော့ my city ရဲ့အင်ဝေးနောက်ဆုံး4ဘွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲ3ဘွဲကနှစ်သင်းပေါင်းသွင်းဖို့3ခုထိရောက်ခဲ့ပေါ့နော်ပြီးတော့ဝူအသင်းရဲ့နောက်ဆုံး6ဘွဲကိုကျွန်တော်ပြန်ကြည့်ဝူကနောက်ဆုံး6ဘွဲမှာ6ဘွဲလုံးနိုင်တယ်ပြီးတော့သူတို့ရဲ့တိုက်စစ်ပိုင်းကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲနောက်ဆုံး73ဘွဲစရိုက်မှာသူတို့ရဲ့တိုက်ချက်ကကိုရထားတယ်ပေါ့နော်အဲ့တော့ဒီဘွဲမှာချင်းဒီပေါ့ my city အတွက်ဝူပိုင်းအန်ကဒီချင်းဒီပေါ့တော်တော်လေးကို ဟိုအခက်အခဲဖြစ်လာနိုင်စေရပေါ့နော်ပြီးတော့ Man City ကလည်းအိမ်ဝင်းနောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်10ပွဲကသူတို့ရဲ့ခံစစ်ပိုင်းအပြေးကိုတွေခွင့်ပြုပေးထားတာကိုတွေ့ရတယ်အဲ့တော့ဒီ Man City ကလက်ရှိမှာဆိုလို့ရှိရင်သူတို့ Champions League ဝင်ခွင့်အတွက်စူးစမ်းနေတဲ့အသင်းဖြစ်တယ်ဆိုပေမဲ့လို့တစ်ဖက်ကဝူကလည်းလက်ရှိမှာ9ပွဲဆက်နေတဲ့အသင်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒီထိတ်တဲ့ဆိုမှုမှတ်တမ်းတွေအရာမှာဆိုလို့ရှိရင်လိုက်ဒီပွဲမှာနှစ်သင်းပေါင်းသင်းဖို့လည်းရှိလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့၃ဂိုးသင်း10ပြားရှုံးပေမဲ့လို့ဒီပွဲမှာနှစ်သင်းပေါင်း၃ဂိုးလေးဂိုးတော့မျောလင်းနေပေါ့နော်အဲ့တော့ဒါဒီပွဲမှာတော့ကျွန်တော်ဂိုးပေါ်ရွေးချယ်ပေးခြင်းနဲ့ပေါ့ ။အဲ့တော့ဒါဒီနေ့ညရဲ့ဒါနောက်ဆုံးပွဲစဉ်ကဒီနေ့ညတနင်္ဂနွေမှာပဲကစားမယ်ဘလီဂါနိုနဲ့ကီယာဖီတို့ရဲ့စပိန်လာလီဂါပွဲစဉ်ပေါ့နော်။အဲပွဲစဉ်ရဲ့အကြီးအကျယ်တော့ပြန်ကြည့်ဘလီဂါနိုကသေကြရင်ပြား30ရှုံပဲပြီးတော့ဂိုးပေါင်းနေတယ်ဆိုလို့ရှင်နှစ်ဂိုးသွင်း10ပြားရမယ်ပေါ့နော်။အဲ့တော့ဘလီဂါနိုကလက်ရှိမှာဆိုလို့ရှင်ဒါတို့ဥရောပဝင်ဝင်အတွက်မျှော်လင့်ချက်ရှိသေးတယ်ပေါ့နော်။နောက်ဆုံး၄ဘွဲစရိုက်နိုင်ပွဲမရခဲ့တဲ့နောက်မှာဘလီဂါနိုကလက်ရှိ conference league ဝင်ဝင်နေဆိုလို့ရှင်ရမယ်3မှတ်กว่าနေ။တစ်ဖက်ကကီယာဖီကတော့အခန်းစစ်ပိုင်းကဒီရာဒီမှာတို့ပုံစံကောင်းနေရခဲ့ဆိုပေမဲ့လက်ရှိမှာနောက်ဆုံး30ရှုံထား တယ်ဗောနောပြီးတော့ဘယ်လီကာလုံးနဲ့ထိတဲ့ရီဆုံကိုလည်းမှတ်တမ်းနေမှာဆိုလို့ရှိရင်လည်းဂီတာဖေးကနိုင်ဝဲလို့ရမရတာတည်ဦးသူတို့ဒီဘလီကန်ကိုနောက်ဆုံးနိုင်ခဲ့တာ2018တောင်ပါဖြစ်တယ်ဗောနောအဲ့တော့ဒီပွဲမှာကျွန်တော်ဘလီကန်ကိုသဘောကျတယ်အင်ဝင်းအသက်ကျလည်းရှိတယ်ပြီးတော့ဥရောပဝင်ဝင်အတွက်ဆိုလို့ရှိရင်လည်းဂီတာဖေးကိုသူအနိုင်ကစားဖို့လိုအပ်နေတာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဒါတည်ရကြမှပြတ်သုံးရရှုံးမယ်ဆိုတော့ဂျေဒီကူမှာကျွန်တော်ဘလီကန်လုံးနဲ့တစ်ဖက်ဂီတာပြီးတော့အနိုင်ကစားနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗောနောအဲ့တော့ဒါနောက်ဆုံးပွဲစဉ်မှာတော့ဘလီကန်ကိုအသိဝင်ရွေးချယ်ပေးခြင်းနဲ့ဗော